ားလုံးမင်္ဂလာပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြစ်ဖြစ်ပါတယ်ကျမတို့ဒီဗီဒီယိုလေးထဲမှာတော့ကလေးလေးတွေပေါ့နော်ကျမတို့တွေကဝင်းချုပ်တဲ့ကာမှာပဲဖြစ်ဖြစ်ပေါ့နော်အစာအိမ်လမ်းကြောင်းကောင်းအောင်ပဲဖြစ်ဖြစ်ကျမတို့တွေကပေါ့နော်ဒီ fiber လေးတွေရဲ့အရေးကြီးတဲ့အကြောင်းလေးတွေနောက် fiber လေးတွေကိုဘယ်လိုနည်းနဲ့စားသုံးလို့ရမလဲနော်ဘယ်လိုလိုနေထိုင်လို့ရမလဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကလေးလေးတွေကပေါ့နော်ဥပမာဆိုလို့ရှင်တော့ပြောမယ်ဆိုရှင်တော့ဒါတစ်နှစ်ကျော်နည်းနည်းလောက်ရောက်လာပြီဆိုရှင်တချို့ကလေးလေးတွေကဝင်းချုပ်ပါတယ်နော်အဲ့တော့ဝင်းချုပ်တာ ਨੇ အများ သူ့ရဲ့နောက်ဆက်ဆိုးဂျိုးဖြစ်တဲ့ကလေးတွေကဝိတ်မတက်တာမျိုးလိုအဆမစားတာမျိုးလိုဒါလေးတွေကလည်းဆက်တိုက်ပဲဖြစ်တတ်ကြပါလိမ့်ရှင်အဲ့တော့အဓိကကတော့ပြောမယ်ဆိုရင်တော့ကလေးတယောက်မှာဆိုရှက်အစာအိမ်လမ်းကြောင်းမှာဒီ microbiota လို့ခေါ်တဲ့အကောင်လေးတွေကဆိုရှက်သိပ်ပြီးတော့မှအရေးကြီးပါတယ်เนาะအဲ့ဒီ microbiota လို့ခေါ်တဲ့အကောင်လေးတွေကသူရဆိုရှင်မွေးကလေးကနေစရပြီးတော့မှရောက်ရှိလာတာပေါ့เนาะအဲ့တော့ရောက်ရှိတဲ့အခါမှာလို့သူတပြေးပြေးတပြေးပြေးကျမတို့ပွားလာတယ်လို့လည်းပြောလို့ရပါတယ်ရှင်เนาะဥပမာဆိုမိခင်တို့တောက်ချင်အားဖြင့်ဒါမှမဟုတ်လည်းကျမတို့ဖြည့်ဆွက်စာ ီစားတဲ့ခါမှာလည်းအရွက်တေးပေါ့နော်အဲ့လိုလီထည့်ပေးလိုက်တဲ့ခါမှာတော့ဒါလေးတွေက probiotic တွေ prebiotic တွေပေါ့နော်ဒါလေးတွေကပို့ပြီးတော့မှများပြားလာတဲ့ခါမှာလည်းသူတို့လေးတွေဆိုရှင်ဒီ microbiota အကောင်လေးတွေပေါ့ ကောင်လေးတွေလို့ပြောတဲ့အခါမှာကျမတို့ရဲ့ဒါချမှတ်ရေးကိုအကျိုးပြုတဲ့ဘက်တီးရီးယားပိုးလို့လည်းပြောလို့ရပါတယ်ဒီကောင်လေးတွေဆိုရှယ်တပြေးပြေးနဲ့များပြားလာတာပေါ့နော်အဲ့တော့ဒီကောင်လေးတွေများပြားလာလေးလေးကလေးလေးတွေရဲ့အစာအိမ်လမ်းကြောင်းကဆိုရှင်ပိုးပြီးတော့မှချမှတ်လာပြီးတော့မှဝမ်းချုပ်တာလည်းမဖြစ်ဘူးဝမ်းလျှော့တာလည်းမဖြစ်ဘူးဆိုတာလေးကတော့ဒါကျမတို့မိမိတွေကိုအမြဲတမ်းပြောပြလေးရှိပါတယ်ရှင်နော်အဲ့တော့ကျမတို့တွေကဒီကောင်လေးတွေကရှင်သန်ကြီးထွားလာဖို့ဆိုရင် fiber လို့ခေါ်တဲ့အမြင်တက်ကလည်းဒါတစ်ဖက်တစ်နည်းအပြည့်ဆိုလို့ရှင်အရေးကြီးပါတယ်အဲ့တော့ များအားဖြင့်ကတော့လူတွေအကုန်လုံးကတော့အမြင်တတ်ရဲ့လို့ပဲသိကြတာပေါ့နော်ကျွန်တော်တို့တွေအနေနဲ့ကတော့ prebiotic လည်းပါတယ်လို့လည်းကျွန်တော်တို့ကပြောလို့ရပါတယ်ဒါဘူတော့တဘာဝရဲ့အစားအစာတွေဖြစ်တဲ့ဥပမာဆိုလို့ရှိရင်ဟင်းဒီဟင်းရွက်တွေကနေရရှိတယ်နောက်တစ်ခါကျတော့ငပြောသီးတို့လိုမျိုးပေါ့နော်ဒီလိုမျိုးတွေကနေချက်တော်ဒီဘင်းတို့ချက်တော်မြိတ်တို့ဒါမျိုးတွေတွေလည်းရရှိပါတယ်ဒါမဲ့ကလေးလေးတွေမှာတော့ဘာပြဿနာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတနစ်ကြော်လာတာနဲ့အမျှပေါ့နော်ကလေးတွေကအရွက်စားဖို့ဆိုတော်တော်လေးညှင်းဆန်ပါတယ်နော်အဲ့တော့တချို့ကလေးလေးတွေမှာတော့ဘုံမှာတင်မောသီး ီးတွေစားတယ်အရွက်တွေစားတယ်ရည်တွေလည်းများများတောက်တယ်ဆိုလို့ရှင်တော့ဒါဝင်းချုပ်တဲ့ပြဿနာကိုတော့သူအများကြီးကာကွယ်ပေးထားပါတယ်ရှင်ဒါပေမဲ့တချို့သောကလေးတွေမှာတော့အခုပြောသလိုပေါ့နော်အရွက်တွေမစားတာဘူးလို့နော်နောက်ဒိန်ချင်တွေလည်းမတောက်ဘူးဆိုလို့ရှင်တော့ဒါကျွန်တော်တို့တွေကဘာနဲ့သွားတွေ့ရလဲဆိုလို့ရှင်ဒါဝမ်းချုပ်တဲ့ပြဿနာတော်တော်လေးပဲတွေ့ရပါတယ်အခုပြောသလိုပဲဝမ်းချုပ်လာပြီဆိုတာနဲ့မြကလေးတွေကမအီမသားလေးဖြစ်လာတယ်နောက်ထပ်အစားစားစားဖို့ဆိုလို့ရှင်လည်းဒါငင်းဆိုလာတတ်ကြပါတယ်နော်ဒါကြောင့်မလို့မိမိတွေမှာလည်းတသားမိမိတို့တွေဝမ်း ချုပ်တယ်ဆိုလို့ရှင်ဒါစိတ်မကောင်းလည်းဖြစ်ကြရပါတယ်တချို့ကလေးလေးတွေမှာဆိုရှင်ဥပမာစမြင်တုံးခံတာပေါ့နော်စမြင်တုံးခံပြီးတဲ့အခါကျတော့အရန်ကိုညှစ်တဲ့အခါမှာတော့ဥပမာဆိုလို့ရှင်စအိုလေးတွေကွဲတဲ့အထိတောင်မှဒါတွေ့ရပါတယ်ဒါကြောင့်မလို့မိမိလေးတွေရာဆိုလို့ရှင်ဥပမာရေကိုအဓိကပေါ့နော်ဂယုဒီဇိုင်းနဲ့တိုက်ပြီးတာမျိုးနောက်ပြီးတော့မှဟင်ဒီဟင်းရွက်ကိုလည်းဂယုဒီဇိုင်းနဲ့ကျွေးတာမျိုးဆိုတာလည်းလုပ်ပေးရပါတယ်ရှင်အခုဆိုရင်ကျမတို့နိုင်ငံကို fiber ကိုပေါ့နော်ဂမ်မီပုံစံလေးတွေနဲ့ရောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့လည်းပေါ့နော်ဒီဂမ်မီပုံစံလေးတွေ ေလည်းကျွေးလို့လည်းရပါတယ်။သသားမိမိတို့တွေကလည်းတကယ်ကိုပဲကြိုက်ပါတယ်။အဲ့တော့ဒီဂမ်မီလေးတွေကဆိုလို့ရှိရင်ပေါ့နော်။ဟိုပါပေါ့ကျွေးတဲ့ခါမှာဆိုလို့ရှိရင်တော့ဥမာဆိုလို့ရှိရင်တစ်နှစ်နှစ်နှစ်ဆိုလို့ရှိရင်တစ်လုံးနှလုံးကျွေးလို့ရတယ်။လေးနှစ်အထက်လောက်ဆိုလို့ရှိရင်တော့ဒါသုံးလုံးလေးလုံးလောက်အထိလည်းကျွေးလို့ရပါတယ်ရှင့်နော်။အဲ့တော့ဗာမေးဖြစ်ဖြစ်သသားမိမိတို့ကိုကျွေးတဲ့နေရာမှာတော့ကျမတို့တွေကစိတ်ပူနေတဲ့ artificial flavor တို့နော်။နောက်ပြီးတော့မှအချိုတွေ corn syrup တို့လိုမျိုးတို့ဒါလည်းပြီးတော့ gluten para မျိုးတို့ဒါလေးတွေကတော့အဓိကတော့ရှောင်ရှားပြီးတော့မှတော့ကိုသုံး ံးမဲ့ product ကိုဆိုရှင်ကြည်ပြီးတော့မှတော့ရွေးဝဲပြီးတော့မှပဲမိမိတွေကိုကျမတို့ကျမိမိတွေကတတမိမိလေးတွေကိုကျွေးတက်ပါတယ်ရှင့်နော်နောက်တစ်ခါတော့ကျမတို့ပြောနေကြတိုင်းပါပဲပစ္စည်းတွေအလုံးက solution တော့ဒါအတူအပဆိုတာမျိုးကတော့နော်ဒါရှိတတ်ကြပါတယ်အဲ့တော့ဥပမာဆိုရှင် hologram လေးတွေနဲ့ထည့်ထားတာမျိုးဆိုရင်တော့လေဒါအာပေါ့နော်စိတ်ချရတဲ့ product တွေဖြစ်ကြအောင်ပေါ့နော်ဒါလေးတွေကတော့မိမိတို့ကြည်ပြီးတော့မှတော့ဒါဝယ်ပြီးတော့မှတော့ကျွေးကြပါဆိုတာလေးတွေတော့ကျမထပ်ဆင့်ပြီးတော့မှတော့အကြံပေးချင်ပါတယ်အဲ့တော့တတမိမိလေးတွေ တွေကတော့ဝမ်းမချုပ်ဘူးဆိုလို့ရှိရင်တော့ဒါသူတို့လည်းကြက်မာတယ်ကိုယ်လည်းစိတ်ချမ်းသာတယ်เนาะနောက်ပြီးတဲ့ခါကျတော့တသားလေးတွေပျော်တယ်လို့ပဲမိမိတွေကလည်းပျော်မယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်မပြောပြချင်ပါတယ်ဒါဆိုရင်တော့တသားမိမိတွေရဲ့เนาะဒါဝမ်းမချုပ်ဖို့အတွက်ကတော့ကျွန်မတို့အမြင်တတ်တွေကတော့တကယ်ကိုပဲအရေးကြီးပါတယ်ဒါနဲ့ပြီးတော့တသားမိမိတွေရဲ့အစာအိမ်လမ်းကြောင်းမှာရှိတဲ့ microbiota လေးတွေများများပွားပြီးတော့မှเนาะများများရှိနေတဲ့ solution ဒါဝမ်းချုပ်ဖို့ရာအတွက်ကိုလည်းအကာအကွယ်ပေးနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြသွားတာဖြစ်ပါတယ် ်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။